ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ mind golden ပတ်သက်ကိုကြီး channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မြန်မာပြည်ကြောင်းပြောမယ်ဆိုရင်ပကံကိုချန်လထားခဲ့လို့မရပါဘူးအဲ့ဒါလိုပဲပကံကြောင်းပြောမယ်ဆိုရင်လည်းစက်စက်သားကိုချန်လထားခဲ့လို့မရပါဘူးဘာကြောင့်လဲဆိုတော့စက်စက်သားမရှိဘဲနဲ့ပကံဆိုတာမရှိလာနိုင်လို့ပါကျွန်တော်ဒီနေ့ဆွေးနွေးပြသမှာကတော့စက်စက်သားရဲ့ကိုယ်ခွေတာနဲ့ပတ်သက်ပြီးလူတည်နေတဲ့လှုပ်ဝက်ချက်တစ်ခုအကြောင်းဖြစ်ပါတယ်လှုပ်ဝက်ချက်လို့တာပြောရတာပါလူတော်တော်များများအကြောင်းကိုသိပါတယ်စက်စက်သားနဲ့ယသကုမာရဟာတားဖဖြစ်တယ်ဆိုတဲ့အကြောင်းပါ ဒါပေမဲ့အဆန့်ကျင်ဘက်အနေနဲ့တချို့သူတေသနာအချက်လက်တွေကသူတို့နှစ်ယောက်တားဖမဟုတ်ဘူးလို့လည်းထပ်ပြဆွေးနွေးထားပါတယ်။ဒါကကျွန်တော်ဆွေးနွေးပေးမဲ့လှုပ်ဝက်ဆက်လှုပ်ဝက်ချက်ဆိုတဲ့အကြောင်းအရာပါ။ပထမဆုံးချက်ကတမိုင်းပညာရှင်ဒေါက်တာတန်ထွန်းကရသကုမာရတို့တားမိဆက်ဆက်သားစီလိုက်လာတဲ့ဆွေးစလန်ကမခံလုံဘူးလို့စစ်စစ်ပြတ်ထားပါတယ်။ဘာလို့ဆိုဆက်ဆက်သားက1084ခုနှစ်မှာနန်းတက်တာပါ။ရသကုမာရတို့တားမိကအထင်းနဲ့ရပြီးနှစ်နှစ်ကြာမှလိုက်လာတဲ့အတွက်သူတို့လိုက်လာတဲ့အချိန်က1086ခုနှစ်ပါ။ အဲ့ဒီအချိန်မှာမြေတော်အလောင်းစီတူကိုထိနှံပေးပြီးလို့ဆိုထားပါတယ်။ဒါပေမဲ့1115ခုနှစ်မှာရေးထိုးတဲ့ကြောက်စာအရအလောင်းစီတူမွေးတဲ့ခုနှစ်က1089ခုနှစ်ပါ။ဒီခုနှစ်တွေကိုပြန်ပြီးကျွန်တော်တိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အလောင်းစီတူမွေးနေတာဖြစ်တဲ့အတွက်ထိနှံပေးရဲဆိုတဲ့ကိစ္စစဉ်းစားစရာဖြစ်လာပါတယ်။ဒါကြောင့်ဒီဇလန်းကမခိုင်လုံဘူးလို့ပြောရတာပါ။နောက်တစ်ခုကဆရာကြီးဦးကျော်ရှင်ရဲ့အဆိုနှစ်ခုပါ။ပထမတစ်ခုကပြူမွန်မြန်မာပါဠိလေးပါးသားနဲ့ရေးထိုးထားတဲ့အများစီကြောက်စာရဲ့ပါဠိစာမျက်နှာမှာရသကူမာရာကိုအမစ်စောအမတ် မဟာအမစ်သောအမတ်ကြီးလို့ဖော်ပြထားတဲ့အတွက်ရသကူမာရဟာမင်းသားမဟုတ်ပဲအမတ်ကြီးတို့များဖြစ်နေနိုင်တယ်လို့ယူဆနိုင်တာပါဒုတိယတစ်ခုကကျောက်စာလေးမျက်နှာလုံးမှာရသကူမာရဟာမိဖုရားရဲ့သားဖြစ်တယ်ဆိုတာကိုတညီတညွတ်တည်းဖော်ပြထားပေမဲ့စက်စစ်သားကိုကြဖခင်အဖလို့မခေါ်ပဲနဲ့ငါသက်ခင်အရှင်လို့တာတွေ့နေကြခေါ်ရတာကိုတွေ့ရတာပါဒီအချက်လက်သုံးခုလုံးကိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျက်စက်သားနဲ့ရသကူမာရအသားဖဆိုတဲ့အချက်ဟာမခိုင်လုံမဲ့ဖြစ်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ကြည့ လက်ခံလို့ရတဲ့အချက်တခုရှိပါတယ်။အဲ့ဒါကယသကုမာရဟာစစ်သားရဲ့တာဟုတ်ဒီဖြစ်စေ၊မဟုတ်ဒီဖြစ်စေ၊သူဟာကျေးဇူးတရားကိုလွန်သာတမိုးထားတဲ့သူ၊အလွန်တမိုးတည်တဲ့သူတယောက်ဖြစ်တယ်ဆိုတာပါ။ဒါကြောင့်ကျွန်တော်မြန်မာစာပေကကျေးဇူးတရားနဲ့စာရီလိုပညာရှင်များကမိတ်ဆွေကြတာဖြစ်ပါတယ်။ကျွန်တော်ဒီအကြောင်းအရာကိုတင်ပြတဲ့ရည်ရွယ်ချက်ကစစ်သားနဲ့ယသကုမာရဟတာဖဟုတ်မဟုတ်ဆိုတာကိုဒေါက်ဆာထားသိပြီးညင်းမဟုတ်ပါဘူး။ကျွန်တော်မြန်မာစာပေကအနာဂတ်မျိုးဆက်အတွက်ဘာလို့ပြီးနိုင်လဲဆိုတာကိုမိမောက်ထုတ်ပြချင်တာပါ။ 20တရာစုနောက်ပိုင်းမှာနိုင်ငံတကာအသိုင်းအဝန်းကတောင်းဆိုလာတာကစဉ်းစားသက်ခွက်တက်တဲ့လူသားတွေတည်ထောင်နေနေတဲ့လူသားတွေပါမမသာပါဝင်ဖြစ်တဲ့ဝိဇာဘာသာရဲ့အားလုံးမှာရှိတဲ့ဒီလိုစဉ်းစားကြရတွေဒုရဖြစ်စရာလေးတွေကကျွန်တော်တို့အနောင်မျိုးဆက်ကိုစဉ်းစားတစ်ခေါက်တက်လာအောင်တီထွန်ဖန်တီတက်လာအောင်တနည်းတစ်ပုံထောက်ပံ့ပေးနိုင်တယ်ပါပဲ။ရှင်းအောင်ပြောရရင်တိတ်ပန်တင်မှလူတော်ဖြစ်တာမဟုတ်ပါဘူး။ဝိဇာတင်ရင်လည်းလူတော်ဖြစ်နိုင်ပါတယ်။ရသကုမာရနဲ့ပြဆက်သားတို့ကြားကဆက်ဆက်မှုကိုပိုသိကျင်နေဆိုရင်တော့ဆရာကြီးမောင်ကြီးမင်းတို့ပြည်ရဲ့ချစ်သူများကိုအဆုံးသင့်ခြင်းဆိုတဲ့စာအုပ်ကိုဖတ်ဖို့တိုက်တွန်းချင်ပါတယ်။ အဆုံးသက်အနေနဲ့ပြောရရင်တော့လောကကြီးကိုလှပစေခြင်းရင်ဟန်ချက်ညီအောင်ထိမိဖို့လိုအပ်ပါတယ်။သိပ္ပံနည်းပညာတွေကြီးနဲ့ပဲလောကကိုတည်ဆောက်နေရင်လူသားတွေရဲ့နှလုံးသားမှာကျောသွားပါလိမ့်မယ်။ဝိဇာဆိုတဲ့ဘာသာရေးတွေနဲ့ထိကြောင်မိမှသာလူသားတွေရဲ့နှလုံးသားနင်းကျန်လာမှာပါ။ဝိဇာဘာသာရေးတွေကိုသင်စရာမလိုဘူးလို့ပြောလာတဲ့သူရှိရင်တို့တွေဟာတို့ရဲ့မျိုးဆက်ကိုဆက်ရုပ်မျိုးဆက်ဘဝရောက်အောင်သွန်ပုတ်နေတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်။ထုံးစံတိုင်းပဲလိုက်ပေးစရာမလိုပါဘူး။တင်းအတွက်အသုံးဝင်တဲ့ဆိုတဲ့အခါကျမှလိုက်ပေးခဲ့ပါ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။